်မင်္ဂလာပါရှင်ဒီနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရွေးကောက်ပွဲကိုအာဆီယံအစည်းအဝေးမှပြက်ပြက်သားသားညှင်းပယ်ရန်အာဆီယံအဖွဲ့အစည်း300ကျော်တောင်းဆိုရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှပြပပါတယ်အာနာသိန်းစစ်ကောင်စီအတူရောင်ရွေးကောက်ပွဲကိုအာဆီယံထိပ်သီးအစည်းအဝေးမှပြက်ပြက်သားသားညှင်းပယ်ပေးရန်နိုင်ငံတကာနဲ့အာဆီယံဒေသအသီးသီးမှအဖွဲ့အစည်းပေါင်း308ဖွဲ့မှတောင်းဆိုလိုက်ကြပါတယ်မလေးရှားမြန်မာဖိလစ်ပိုင်အင်ဒိုနီးရှားထိုင်းအရှေ့တီမောကမ်ဘောဒီးယားစင်ကာပူ ထိုင်ဝမ်စသည့်နိုင်ငံမှအဖွဲ့အစည်းများနှင့်နိုင်ငံတကာအဖွဲ့အစည်းတို့မှရမန်နီအော်တိုဘာလ26ရက်တွင်တောင်းဆိုထားကြခြင်းဖြစ်ပါသည်။တာဝန်ရှိသောအစိုးရများအဖွဲ့အစည်းများအလုံးအထူးသဖြင့်2025အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်သောမလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ထံလိမ့်မှုတောင်းဆိုထားကြောင်းသိရပါသည်။တောင်းဆိုချက်တဲ့တွင်မြန်မာစစ်အုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားထင်းထင်းရှားရှားတိတိပပညှင်းပေးပါ။လေးလာဆောင်ကြည့်ရေးအဖွဲ့တွေပေးပို့တာဒါမှမဟုတ်ဤပညာပိုင်းနိုင်ငံရေးအထောက်ပံ့ပေးတာတွေအလုံးကို ညင်းဆိုပါဟုအဆိုပါအဖွဲ့အစည်းကတောင်းဆိုထားကြပါတယ်။ရှင်ပြင်အာဆီယံကောင်းဆောင်များအနေဖြင့်မြန်မာပြည်သူလူထုနှင့်အတူတရားဝင်ဒီမိုကရက်တစ်ကိုယ်စားလှယ်များအပေါ်တန်တူညီညွတ်စွာသွေးစည်းညီညွတ်စွာရပ်တည်ပါထောက်ခံမှုဖြတ်တာပေးရန်အာဆီယံအရက်ဖက်အဖွဲ့အစည်းများမှတောင်းဆိုထားကြပါတယ်။ ယခုတောင်းဆိုချက်များအားအာဆီယံခေါင်းဆောင်များအနေဖြင့်လှုပ်ဆောင်ပေးခြင်းမရှိပါကမြန်မာနိုင်ငံသားများကိုတစ္ဆာဖောက်ခြင်းဖြစ်ပြီးအာဆီယံဒေသအရက်ဖက်အဖွဲ့အစည်းများမှလည်းယုံကြည်မှုနှဲသွားမည်ဟုဆိုပါတယ်။2025ဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပမယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲသည်အကြမ်းဖက်အုပ်ချုပ်မှုအတွက်တရားဝင်မှုရရှိစေရန်လှည့်စားထားသောပရိယေတစ်ခုသာဖြစ်ကြောင်းလည်းပြောပါတယ်။စစ်မှန်သောရွေးကောက်ပွဲတစ်ခုသည်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများနှင့်ဖိနှိပ်မှုများကြားတွင်ကျင်းပ၍မရကြောင်းနှင့်စေကောင်စီသည်အယက်သား8300ကျောက်ကိုတက်ဖြတ်ခဲ့ပြီး 2900ကျော်ကိုမတရားဖန်ဆီးခဲ့ကာ3.5တန်းကျော်မှအိုးမဲ့အိမ်မဲ့ဖြစ်နေရသည်ဟုဆိုပါတယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှဖော်ပြခဲ့သည့်အတိုင်းရွှေကောက်ပွဲသည်ရွှေကောက်ပွဲမဟုတ်ပဲလိမ်လည်မှုဖြစ်ကြောင်းနှင့်အမေရိကတွင်အာဆီယံဘုံသဘောတူညီချက်၅ရက်နှင့်လည်းသက်ဆိုင်ခြင်းမရှိပဲသွေဖယ်နေကြောင်းထုတ်ပြန်ပြောဆိုထားကြပါတယ်။48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်အော်တိုဘာလ26ရက်မှ26ရက်နေ့အထိကျင်းပကြမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စောင့်မြောက်လိုက်အောင်အာဆီယံအစည်းအဝေးသို့တက်ရောက်ခွင့်မပြုကြောင်းနဲ့ဖိတ်ကြားထားခြင်းလည်းမရှိကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကအတည်ပြုပြောကြားထားပါတယ်။ဆလပီအာရကတတ်တော် AA တိုက်ခိုက်မှုကြောင့်စစ်တွေမျိုးအမြင့်ကျွန်းရဲစခန်းမှာအကြမ်းဖက်ဆဲအုပ်စုဆုတ်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ကြားတာကအမြင့်ကျွန်းနဲ့ပါတလိကတပ်စခန်းတွေတော်တော်များများတက်ဆုတ်လာကြတယ်လို့သိရတယ်။စစ်ကြောင်းထိုးတာလောက်ပဲလှုပ်ရှားပြီးတော့စခန်းချရက်ရှည်နေထိုင်တာမျိုးတိတ်မရှိဘူးလို့တော့သိရတယ်။ ရခိုင်ပြည်စစ်တွေမျိုးအနီးတွင်စစ်ကောင်စီတပ်နှင့်အာရကတပ်တော်အေအေတို့ကြားအပြန်လည်လက်နက်ကြီးပစ်ခတ်မှု၄၀နီးပါးရှိနေပြီးအမြင့်ကျွန်းကျေးရွာရှိစစ်ကောင်စီရဲစခန်းမှဆုတ်ခွာထွက်ပြေးသွားကြပြီးဟုသတင်းရင်းမြစ်ထံမှသိရပါသည်။ရခိုင်လက်ကရေကစစ်ကောင်စီတပ်နှင့်အေအေတို့ကြားတွင် အပြန်လည်ပစ်ခတ်မှုရှိခဲ့ကြတော့လေယခု အောက်တိုဘာလအတွင်းပစ်ခတ်မှုပုံမှုပြုလုပ်လာကြကြောင်းနှင့်စစ်တပ်ဘက်မှလက်နက်ကြီးအရေအတွက်များများပစ်ခတ်နေကြောင်းသိရပါသည်။ စစ်ကောင်စီတပ်နဲ့နီးစပ်သည့်မြို့ကန်သတင်းရင်းမြစ်တအုပ်ကအမြင့်ကျွန်းတရအောက်မှာရှိတဲ့စစ်ကောင်စီရဲစခန်းတက်ဆုပ်ပြေးသွားပြီ။အရင်ကအဲ့ဒီဒေသတဝိုက်ကလူဆိုးလူမိုက်တွေကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အချုပ်ခန်းနဲ့တွေ့ပြီးရဲစခန်းရှိတယ်။တရားပေါ်မတက်ခင်လေလမ်းဘေးကနေချိုးဝင်သွားရတယ်။2023နောက်ပိုင်းကလေးကအဲ့ဒီရဲစခန်းမှာစစ်သားတွေပါတက်ဆွဲအထိုင်ချထားတာ။ဒါပေမဲ့အေအေဘက်ကလက်နက်ကြီးတွေနဲ့လှမ်းထူတော့မခံနိုင်ဘူးထင်နေ။ဒီလအစောပိုင်းကလေးကတက်ဆုပ်သွားတယ်။နိုင်ငံတရားနာအထိကိုတက်ဆုပ်သွားတယ်လို့သိရတယ်ဟုပြောပါတယ်။ စစ်တွေမျိုးအနီးအာရခတ်တပ်တော်နှင့်စစ်ကောင်စီတို့ကြားတွင်တင်းမာနေကြပြီး နေစဉ်ဒီပါအပြတ်လက်လက်နေကြီးဖြစ်ခတ်မှုပုံမှုပြင်းထန်လျက်ရှိနေသည်ဟု AA ဘက်ကမှအော်တိုဘာလ15ရက်တွင်ထုတ်ပြန်အသိပေးထားပါသည်စစ်တွေသတင်းရင်းမြစ်များ၏ပြောဆိုချက်အရချောင်းနယ်မင်းကန်ခုံရွှေမင်းကန်စိတ်ကန်ပါတလိရှိတရင်တက်စခန်းများနှင့်ရေချမ်းပြင်ရှိတက်စခန်းတို့မှ AA ထိန်းချုပ်ရာရတေတောင်ပုံနာကျွန်း၏ပေါက်တော်ဒေသများသို့လက်နေကြီးများပြစ်ခတ်နေကြောင်းသိရပါသည် မနေ့ကဆိုချောင်းညွယ်မင်းခန့်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကနေပုံနာကျုံဘက်ကိုလက်နက်ကြီးအလုံးရနဲ့ခြိတဲ့ပစ်ခတ်တောင်းမနက်ကနေညနေအထိပဲထောက်လျှောက်ပစ်ခတ်တောင်းအဲ့ဒီလက်နက်ကြီးတွေကြောင့်ပဲပုံနာကျုံကပရာဟိတလုပ်နေတဲ့လူငယ်လေးတယောက်သေဆုံးသွားရတယ်ဒီရပိုင်းနှစ်ဖက်ပြန်လဲလက်နက်ကြီးပစ်ခတ်မှုတော်တော်ပြင်းထန်နေကြတယ်ဟုနောက်ထပ်စစ်တွေမြို့ကန်သတင်းရင်းမြစ်တအူကပြောပါရယ်အမြင့်ကျွန်းတရတပ်ဖက်ချမ်းတွေအေးအေးရှိပြီးနောက်တစ်ပတ်တွင်စစ်ကောင်စီတပ်ရင်းများရှိသည် AA sniper ပစ်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အမြင့်ကျွံ့ရွာအနီးရှိရဲစခန်းအပဝဲတပ်စခန်းများမှာနိုင်ခန်တရာအနီးရှိဓာကဆစစ်တွေဌာနချုပ်တို့တပ်ဆုံမှုရှိနေကြောင်းလဲစစ်ကောင်စီတပ်သားနှင့်နီးစပ်သည့်တရင်ရင့်မြက်ကပြောပါရယ်ကျွန်တော်တို့ကြားတာကအမြင့်ကျွံ့တဲ့ပါတလိကတပ်စခန်းတွေတော်တော်များများတပ်ဆုံလာကြတယ်လို့သိရတယ်စစ်တောင်းထိုးတာလောက်ပဲလှုပ်ရှားပြီးတော့စခန်းချရက်ရှည်နေထိုင်တာမျိုးတိတ်မရှိတော့ဘူးလို့သိရတယ်ဒါပေမဲ့အတီးပြုတ်ဖို့တော့နည်းနည်းတော့ခက်တယ်။အေအေကတော့အဲ့ဒီဘက်တွေကိုလက်နက်ကြီးတွေနဲ့တော့လှမ်းလှမ်းထုနေတယ်လို့သိရတယ်ဟုပြောပါရယ်။ စစ်တွေမျိုးပြင်ဖြန့်ကျက်ထားသည့်စစ်ကောင်စီတပ်ရင်းများတပ်စခန်းများမှနိုင်ငံချင်းရွာမှရှိတဲ့ဒေသကိုကဲမှုစစ်ဌာနချုပ်စစ်တွေတို့တက်ဆုတ်ထားကြကြောင်းနှင့်ရင်းမှတစ်စစ်ကြောင်းထိုးလှုပ်ရှားမှုများဖြင့်စစ်ရေးဖော်ဆောင်နေကြောင်းသိရပါသည်။ရှင်းပြင်းစစ်ကောင်စီသည်စစ်တွေမျိုးအားအရကတက်တော်အေအေမှဝင်ရောက်တိုက်လာလျင်ခပ်ပေါက်သို့မဟုတ်နောက်ခံခံစစ်အနေဖြင့်ခုခံတိုက်ခိုက်နိုင်ရန်ပင်လယ်ကမ်းဆက်လေးဖြင့်မီယူမျိုးဝါလည်းဖြစ်တဲ့တဲချောင်းကနေရေချမ်းပြင်စိတ်ကအထိကန်ဆက်တလျှောက်တွင်တက်စကန်တချို့တိဆောက်ခြင်းဘန်ကားများတူးဖော်ခြင်းနဲ့ အင်အားစုဝေးနေကြကြောင်းတရင်ရင်းမြစ်များကပြောဆိုထားပါတယ်။စစ်တွေမျိုးမှစစ်ကောင်စီများတက်ဆုံမှုထွက်ပေါက်မှမေယူမျိုးဝဖြစ်သည်ကိုတရင်ရင်းမြစ်များမှပြောဆိုကြအောင်တရင်ဌာနမှဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ဆလပီထရန့်ရှိတွေ့ဆုံပွဲမတိုင်ခင်ထိုင်ဝမ်ကျွန်းနာကိုတရုတ်ဘုံကျဲလျင်တွေဆီလွတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ထိုင်ဝမ်ကျွန်းနာမှာတရုတ်ရဲ့ဘုံကျဲလျင်တွေအုပ်ဖွဲ့ပြန်တန်းခဲ့ကြောင်းတရုတ်အစိုးရမီဒီယာကအတည်ပြုဖော်ပြခဲ့ပါတယ်။ပြည်ပခအခြေအနေတစ်ခုကြုံလာရင် တုံ့ပြန်ကင်တွဲဖို့ရည်ရွယ်ထားတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုကို A6K ဘုံကျဲလျင်တွေကလှုပ်ဆောင်ခဲ့တာလို့အောက်တိုဘာ26ရက်နေ့မှာတရုတ်အစိုးရရုံးမြင့်တန်းကြားဌာနနဲ့စစ်တပ်ရဲ့ဝီဘိုအကောင့်တွေမှာဖော်ပြခဲ့ကြပါတယ်။ဘုံကျဲလျင်တွေပြန်တန်းခဲ့တဲ့အချိန်ကတိတ်မကြသေးဘူးလို့ဆိုပေမဲ့ရက်တီကြကိုတော့ထဲသွင်းဖော်ပြမထားပါဘူး။တရုတ်သမ္မတရှီကျင်းဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားတဲ့ရက်မတိုင်ခင်မှာတရုတ်ကထိုင်ဝမ်တဝိုက်ဘုံကျဲလျင်တွေစေလွှတ်ခဲ့တဲ့အကြောင်းကိုကြေညာခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ30မှာစီစဉ်ထားတဲ့ရှီနဲ့ထရန့်တို့တွေ့ဆုံမှုဟာနိုင်ငံကုံသွယ်ရေးကိစ္စတွေကိုဦးစားပေးဖို့ဆိုပေမဲ့ထိုင်ဝမ်အရေးလဲပါဝင်လာဖွယ်ရှိပါတယ်။တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်နဲ့နေပြီးအဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့လွတ်လပ်တဲ့ကိုပိုင်နိုင်ငံအဖြစ်ယက်တီရေးကိုသာလိုလားနေပါတယ်။တရုတ်စစ်တပ်ရဲ့အရှေ့ပိုင်းတိုင်းဒေသစစ်ဦးစီးဌာနကတော့ ASK ဘုံကျက်လျင်တွေသာမကပဲဂျေတန်တိုက်လျင်တွေကပါထိုင်ဝမ်ကျွန်းတစ်ဝက်ရေးပြမအုပ်ဖွဲ့ပြန်တန်းခဲ့ကြကြောင်း ရည်ရွယ်ချက်ကတော့ပြိပခအခြေအနေတစ်ခုကိုကင်တွယ်ဖို့ချိုးတင်လေ့ကျင့်ခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ A6K တွေဟာမဟာဗျူဟာဘုံကျဲလျင်အမျိုးအစားဖြစ်ပြီးနျူကလ িয়ার ဆစ်လက်နက်တွေကိုအသုံးပြုတိုက်ခိုက်နိုင်ပါတယ်။တရုတ်နဲ့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနတွေကတော့ထိုင်ဝမ်ကျွန်းနားမှာတရုတ်ဘုံကျဲလျင်တွေပြန့်တန်းခဲ့တဲ့ကိစ္စအပေါ်မှတ်ချက်မပေးသေးပါဘူး။ထိုင်ဝမ်ကျွန်းတဝိုက်ကတရုတ်ဆစ်လျင်တွေရဲ့လှုပ်ရှားမှုသတင်းကိုဖော်ပြတဲ့ဝက်ဘ်ဆိုက်မှာတော့ အော်တိုဘာ28ရက်နေ့ဒီထုတ်ပြန်ချက်အရလွန်ခဲ့တဲ့24နာရီအတွင်းတရုတ်လေယာဉ်၄စီးရဲ့ပြန်တမ်းမှုတွေကိုသာထောက်လန်းတွေ့ရှိထားကြောင်းသိရှိရပါတယ်။အဲ့ဒီလေယာဉ်တွေကတော့တိုက်လေယာဉ်၃စီးနဲ့ထောက်ပံ့ရေးလေယာဉ်တစ်စီးဖြစ်ပြီးဘုံကျဲလေယာဉ်တွေအကြောင်းကိုတော့ဖော်ပြမထားပါဘူး။ဆက်လက်ပြီးတနင်္လာရီမြို့နယ်အတွင်းစစ်ရေးပြင်းထန်နေ၍ခရီးသွားလာရန်မသင့်ဟု PDF ဘူဟာ35တရီပီနေတနင်္လာရီပုတ်ပြင်းလက်မကြီးကိုမနက်ဖြန်ကစပြီးခရီးသွားလာတာမဟုတ်ဖို့တားမြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တနင်္သာရီမျိုးရှိလက်တလောဖြစ်ပေါ်နေတဲ့စည်ရည်အခြေအနေတွေဟာပြင်းထန်မှုရှိတာကြောင့်အယက်သားဖြစ်သူတွေအနေနဲ့အသက်အန္တရာယ်ရှိနိုင်လို့ခရီးသွားလာရမတင်ကြောင်းတနင်္သာရီတိုင်းစစ်ဌာနအမှတ်35နှီးပြူဟာအဖွဲ့နှီးပြူဟာမှုကဒီကနေ့အောက်တိုဘာ28ရက်မှာကြေညာခဲ့ပါတယ်။မနေ့ပြန်အောက်တိုဘာ28ရက်ကစပြီးမြိတ်တနင်္သာရီပုံပြင်လက်မှတ်ကြီးတလျှောက်ခရီးသွားလာမှုမပြုဖို့လဲတားမြစ်ခဲ့ပါတယ်။အထူးသဖြင့်ကားလက်မှတ်ကြီးအသုံးပြုမှုသွားလာမှုကိုရှောင်ရှားကြဖို့ဖြူဟာ35ကကြေညာခဲ့တာပါ။ ်မိဘဟာ35နှစ်မြည်ဖြစ်တဲ့တနင်္သာရီမျိုးနဲ့အတွင်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအဖွဲ့တွေထိတွေ့တိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီရဲ့ကံယူတန်းတိုင်းစစ်ဌာနချုပ်ကာယခနဲ့အမတ်ဆက်တုံစစ်စီရေးကိုကဲမှုဌာနချုပ်စကခ73တို့ကတိုက်ပွဲဖြစ်ပွားရနေရာတွေအပြင်တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါလေချောင်းရေချောင်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေတာလို့ဆိုပါတယ်စစ်ကောင်စီဟာအရက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်မှုများစွာပြုလုပ်ခဲ့တာကိုလည်းတွေ့ရှိရကြောင်းဖော်ပြထားပါတယ် ။ဒါပြင်စစ်ကောင်စီဟာဒေတာရင်းကာလမကြီးတွေကတဆင်စစ်ကူနဲ့ထောက်ပံ့ဖြစ်တင်ရေးတွေလှုပ်ဆောင်နေတဲ့အပြင်လမ်းတွေစစ်စေးရေးဂိတ်တွေအခြေချတိဆောက်ခါခီးသွားပြည်သူလူထုအားတရားမဲ့စစ်ဆေးတာ ။လုံခြုံရေးအကြောင်းပြကုန်စည်ဖွင့်ပေါက်စစ်ဆေးခြင်းတိမ်ယူတာလူနဲ့ကုန်စည်တွေကိုတရားမဲ့ဖမ်းဆီးတာတွေလှုပ်ဆောင်နေကြောင်းသတင်းထုတ်ပြန်ပါတယ်။ဖြတ်တန်းကအဖြစ်စက်ကြီးမတရားကောက်ခံတာလူငယ်လူရွယ်များအားအာရမဖမ်းဆီးတပ်သားတစ်စုဆောင်တာတွေကိုလည်းစေကောင်စီကလှုပ်ဆောင်နေကြောင်းဗျူဟာ35ကအတည်ပြုပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်ချင်းမြစ်တအူကလည်းတနင်္သာရီနေ့နဲ့တိန်ခွန်ဘက်မှာတိုက်ပွဲတွေနေ့တိုင်းဖြစ်နေတယ်လို့ဥလောနယ်ဘက်မှာလည်းစစ်ကြောင်းထိုးလျက်ရှိကြောင်းအသိပေးပါရစေ။စစ်ကြောင်းတွေကတိန်ခွန်ဘက်မှာတကြောင် ပြီးတော့ကုလောပလဝတ်ဘက်မှာတကြောင်ရှိတယ်ပြီးတော့တရက်ချောင်းဘက်မှာလည်းတကြောင်ရှိတယ်ပြီးတော့တဝဲကလိန်အောင်ဘက်မှာလည်းတကြောင်ရှိတယ်လို့ KNL သတင်းရင်းမြစ်က KNU မိတ်တဝဲခရိုင်တနင်္သာရီတိုင်းအတွင်းမြို့နယ်တွေမှာစစ်ကောင်စီရဲ့စီရေလှုပ်ရှားမှုအခြေအနေတွေကိုပြောပါတယ်ဇမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်